လူမျိုးချင်းအတူတူကိုအိန္ဒိယနဲ့ပါကစ္စတန်ဘာကြောင့်နှစ်နိုင်ငံကွေးနေရတာလဲကမ္ဘာသမိုင်းမှာအကြီးမားဆုံးလူအဖွဲ့အစည်းဆိုင်ရာပြောင်းရွှေ့မှုနဲ့အကြမ်းဖက်မှုတွေကတခုဖြစ်တဲ့အိန္ဒိယပါကစ္စတန်နှစ်နိုင်ငံကွေးချင်းဟာနေပေါင်းများစွာကြာအောင်နာကျင်စရာအမွေအနှစ်တွေကိုကြံရည်စေခဲ့ပါလိမ့်။တစ်ချိန်လုံးကဗြိတိရှ်လက်အောက်မှာအိန္ဒိယတိုက်ငယ်ဟာ1948ခုနှစ်မှာလွတ်လပ်ရေးရရှိခဲ့ပေမယ့်နိုင်ငံနှစ်ခုအဖြစ်ခွဲထွက်ခဲ့ရပါလိမ့်။ ဒီခွဲထွက်မှုဟာနိုင်ငံရေးပြဿနာတစ်ခုတည်းကြောင့်မဟုတ်ဖိနေဘာသာရေးယဉ်ကျေးမှုနဲ့ကိုပိုင်အုပ်ချုပ်ခွင့်ဆန္ဒတွေပေါင်းစပ်ပါဝင်နေတဲ့ရှုပ်ထွေးနေတဲ့တမိုင်းကြောင်းကြီးတစ်ခုပဲဖြစ်ပါရည်ဒီနေ့မှာတော့အဲ့ဒီတမိုင်းကြောင်းကြီးကိုယူသအနေတိမ်မန်ကနေပြီးရှာဖွေတင်ဆက်ပေးထားပါရည်အိန္ဒိယတိုက်ကိုနှစ်ပိုင်းပိုင်းခြားရခြင်းရဲ့အဓိကအကြောင်းရင်းကတော့ဟိန္ဒူနဲ့မွတ်စလင်ဘာသာဝင်တွေကြောင့်ပြင်းထန်တဲ့ဘာသာရေးကွဲပြားမှုပဲဖြစ်ပါရည် ဗြိတိရှအစိုးရရဲ့အုပ်ချုပ်မှုအောက်မှာအတူတကွနေထိုင်ခဲ့ကြပေမယ့်နှစ်ဖက်အတိုင်းဝန်းကြားမှာယုံကြည်မှုပူးပေါင်းဆောင်ရွက်မှုတွေဟာအမြဲလိုလိုအားနေခဲ့တာပါ20ရာစုအစောပိုင်းမှာမွတ်စလင်အဖွဲ့ချုပ်ခေါင်းဆောင်မိုဟာမက်အာလီဂျင်နတ်ဟာမွတ်စလင်တွေဟာဟိန္ဒူများစုရဲ့အုပ်ချုပ်မှုအောက်မှာလုံခြုံမှုရှိမှာမဟုတ်ဘူးလို့ယုံကြည်ခဲ့ပြီးတီးခြားပြည်နယ်တစ်ခုခွဲထွက်တည်ထောင်မှုအတွက်တောင်းဆိုပါသည်ဒီအယူအဆကိုတော့နှစ်နိုင်ငံသီအိုရီလို့ခေါ်ဆိုပါသည် ဗြိတိရှ်အစိုးရဟာဒုတိယကမ္ဘာစစ်အပြီးမှာအိန္ဒိယနိုင်ငံကိုလွတ်လပ်ရေးပေးဖို့အတွက်ဆုံးဖြတ်ခဲ့ပေမယ့်နဖာစလုံးရဲ့တောင်းဆိုမှုတွေကြောင့်မှညှိနှိုင်းရခက်ခဲခဲ့ပါသည်။နောက်ဆုံးမှာတော့ဗြိတိရှ်တို့ဟာလော့ဒ်မောက်ပတ်တန်ရဲ့ဥဆောင်မှုနဲ့အတူဘာသာရေးကိုအခြေခံပြီးနယ်မြေတွေကိုပိုင်းခြားဖို့အတွက်ဆုံးဖြတ်ခဲ့ကြပါသည်။အဲဒီလိုမျိုးပိုင်းခြားတဲ့အခါမှာဘာသာရေးလူနည်းစုအများစုနေထိုင်တဲ့ဒေသတွေကမွတ်စလင်အများစုနေထိုင်တဲ့ဒေသတွေနဲ့ပေါင်းစပ်ပြီးပါကစ္စတန်ဆိုတဲ့နိုင်ငံအသစ်ကိုပြီးခဲ့ပါသည်။ ဒီခွဲထုတ်မှုဟာမြန်မြန်ဆန်ဆန်နဲ့စနစ်တကျမရှိဘဲလုံဆောင်ခဲ့တာကြောင့်မလို့နောက်ဆက်တွဲပြဿနာတွေလည်းအများကြီးပေါ်ထွန်းလာခဲ့ပါသည်အဲ့လိုမျိုးနှစ်နိုင်ငံခွဲထွက်မှုရဲ့နောက်ဆက်တွဲအကျိုးဆက်အနေနဲ့အကြမ်းဖက်မှုတွေဟာကြောက်မက်ဖွယ်ရောက်ကောင်းတာပါ။နယ်မြေပိုင်းခြားပြည်တဲ့နောက်မှာမွတ်စလင်နဲ့ဟိန်းနူစစ်ဘာသာဝင်တန်းပေါင်းများစွာဟာနိုင်ငံအသစ်စီကိုရွှေ့ပြောင်းသွားကြပါသည်။အဲ့ဒီရွှေ့ပြောင်းနေ့ကာလအတွင်းမှာပဲလူမျိုးရေးနဲ့နိုင်ငံရေးဘာသာရေးထိခိုက်ရုံးတွေပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ရပြီးလူပေါင်းတပ်တန်းကျော်လောက်အသက်ဆုံးရှုံးခဲ့ရပါသည်။ အမျိုးသမီးထောင်ပေါင်းများစွာဟာလည်းပဲမတော်မတရားအဖြစ်ချင်းခံခဲ့ရသလိုမိသားစုတွေနဲ့လည်းကွဲကွာသွားခဲ့ကြပါသည်ဗြိတိရှားဖိနှိပ်မှုအောက်မှာနေထိုင်နေရတဲ့နိုင်ငံသားချင်းအတူတူတယောက်နဲ့တယောက်အတ္တတွေထားပြီးနှစ်နိုင်ငံတစ်ဖက်နဲ့တစ်ဖက်လူကြချင်းကသွေးသာဆွန်းသွားပါသည်တခြားဘာမှထူးထူးခြားခြားမရှိခဲ့ပါဘူးနောက်ပြီးအဲ့ဒီလွတ်လပ်ရေးရခဲ့တာကလည်းပဲသွေးဆွန်းတဲ့တမိုင်းမှတ်တိုင်တစ်ခုအဖြစ်ကြံရည်ခဲ့ပါသည်ဒီလိုကနေပဲယနေ့ထက်တိုင်အောင်အိန္ဒိယနဲ့ပါကစ္စတန်ကြားကက်ရှမီးယားလိုနယ်မြေပိုင်ဆိုင်မှုအငင်းပွားမှုတွေမပြီးဆုံးသေးပဲရှိနေသေးပါ ဒီခွဲထွက်မှုကအာရှတိုက်ရဲ့နိုင်ငံရေးပထဝီအနေထားကိုသာမကလူမှုပတ်ဝန်းကျင်နဲ့ယဉ်ကျေးမှုတွေကိုပါနည်းနည်းဆိုင်ဆိုင်ထိခိုက်စေခဲ့ပါလိမ့်။အိန္ဒိယပါကစ္စတန်ပိုင်းရှားချင်းဟာဘာသာရေးကွဲပြားမှုတွေကနိုင်ငံရေးနယ်မြေပိုင်းခြားမှုအထိဥတီနိုင်ကြောင်းကိုသက်သေပြနေပြီးကမ္ဘာသမိုင်းမှာလူသားချင်းစာနာထောက်ထားမှုအဆုံးအရှုံးများဆုံးဖြစ်ရတဲ့တွေကတစ်ခုအဖြစ်အမြဲတမ်းအမှတ်ရနေမဲ့အဖြစ်အပျက်တစ်ခုပဲဖြစ်ပါလိမ့်။အဆုံးထိကြီးရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။